ျွန်တော်တို့မြင်တာတော့ဆွေးနွေးမှုတွေတက်ကိုဖြေလျှော့မှုတွေအများကြီးလုပ်ဖို့လိုတယ်။ဒီကတော့ရန်လိုမှုတွေကိုရပ်ဆယ်ဖို့လိုတယ်။ဒီဒီပြိပခါတွေအားလုံးကဘယ်ကနေစလဲဆိုရန်လိုမှုကစတာပေါ့ hostility လို့ခေါ်တာ hostile ဖြစ်တာ။အဲရန်လိုမှုတွေအမုန်းတရားတွေကိုရန်လိုမှုတွေကိုဖြေလျှော့နိုင်မှသာလေ။ဒီပြိပခါမှာပါနေတဲ့လူတွေအားလုံးက အားလုံးကအတူတူ short ရမှာပါလေဉာဏ်ဉာဏ်ရေးကသတ်တယ်ဆွေးနွေးအကောင့်တွေပေါ်လို့ရမှာဖြစ်တယ်ဒီကောက်ပွဲရဲ့သဘောတဘာဝကဒီမိုဒီမိုကရေစီနိုင်ငံရေးစနစ်ကိုကျင့်သုံးတဲ့နေရာမှာရုပ်ကောက်ပွဲကမပါမဖြစ်ဘူး။ဒီအိုင်ဘီတပီကဒီမိုကရေစီနိုင်ငံရေးစနစ်ကိုပြေဝကျင့်သုံးတဲ့တော့ရုပ်ကောက်ပွဲကရှိကိုရှိရမှာ။ဒါကြောင့်ဒီမိုကရေစီ ပြန်လဲထူထောင်တဲ့နေရာမှာဖြစ်စေဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်တဲ့နေရာဖြစ်စေနောက်ပြီးတော့ကျွန်တော်တို့ဒီနိုင်ငံရေးစနစ်အကြောင်းလဲလုပ်တဲ့နေရာဖြစ်စေရွေးကောက်ပွဲကပါဝင်ဖို့လိုပါသို့တော့အဲ့ဒီလိုအကြောင်းလဲတွေအတွက်ရွေးကောက်ပွဲလိုအပ်တယ်ဆိုရင်အဲ့ဒီရွေးကောက်ပွဲအတွက်အခြေခံထပ်ပြီးတော့လိုအပ်တာငြိမ်းချမ်းရေးဖြစ်ပါငြိမ်းချမ်းရေးနဲ့တည်ငြိမ်မှုရှိနေတဲ့အပေါ်မှာတည်ဆောက်နိုင်တဲ့အပေါ်မှာရွေးကောက်ပွဲက လောလတရားများတပြီးတော့เนาะကျွန်တော်တို့ဒီဒီဒီမိုဝီစီနီဂျာဒီကောင်းမယ်လေပွဲဖြစ်နိုင်ပါတယ်။ဒါကြောင့်နေညာရေးပြီးအဓိကနေညာသေးစီပထမဆိုတာကျွန်တော်တို့ကဒါကြောင့်နေညာရေးကိုကောင်းတဲ့တက်ပြီးတော့နေညာရေးလုံလောက်တဲ့အောက်မှာမှရွေးကောက်ပွဲတို့လို့เนาะပြောတော့ကျွန်တော်တို့ကျွန်တော်တို့ဒီဒီမိုကရေစီပြီးဆောင်ရေးတို့လို့ဖရက်ဒီဆောင်ရေးတို့ဟာဖြစ်ပေါ်လာနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်နေညာရေးလုံလောက်တဲ့ကို ကောင်တဲ့ဆက်လက်ပေါ်ဆောင်တဲ့အနေနဲ့အခု program ဖြစ်လာတယ်လို့ကျွန်တော်ယူဆပါရတယ်။အဲ့ဒီပုံမှာရွေးကောက်ပွဲကိုဆက်သွားလို့ရတဲ့ငင်းချမ်းရေမျိုးလဲပေါ်ပေါက်နေခြင်းပါ။ကျွန်တော်မြင်တာတော့ဆွေးနွေးမှုတွေတက်ကိုဖြေလျှော့မှုတွေအများကြီးလုပ်ဖို့လိုတယ်။ဒီကတော့ရန်လိုမှုတွေကိုရပ်ဆဲဖို့လိုတယ်။ဒီဒီပြိပခါတွေအားလုံးကဘယ်ကနေစလဲဆိုရန်လိုမှုကစတာပေါ့။ hostility လို့ခေါ်တာ။ hostile ဖြစ်တာ။အဲ့ရန်လိုမှုတွေအမုန်းတရားတွေကိုရက် ရန်လိုမှုတို့ဖြေလျှော့နိုင်မှသာလေဒီပြိပကမှာပါနေတဲ့လူတွေအားလုံးကအားလုံးကအတူတူလျှော့ရမှသာလေငញ្ញံရေးကစတဲ့ဆွေနွေးအကောင့်တွေပေါ်လို့ရမှာဖြစ်ပါဒါကြောင့်အဲ့ဒီလိုစတဲ့ဆွေးနွေးကောင်တွေပေါ်မယ်ဆိုတာတော့လေအယုံကြည်မှုကလိုလာတော့အခုဒါကြောင့်ယုံကြည်မှုတည်ဆောက်ရေးเนาะဒီကျွန်တော်တို့ငញ្ញံရေးတည်ဆောက်ရေးကအဆက်တည်းသွားနေတာဖြစ်ပါတယ်။တဖြည်းဖြည်းတော့လာမှတည်းလား။ဟုတ်ကဲ့ အခုကနှစ်ခါပဲရှိသေးတယ်ကျွန်တော်မှန်ပြီးတလောက်เนาะကျွန်တော်တို့ peace stock ဆိုပြီးတော့မတ်လာတော့လောက်သွားတယ်နောက်ငယ်လျင်ပေါ်လာတယ်အခုတခါခက်ခဲကြားကပဲကျွန်တော်တို့အခုတခါအာ peace forum ဆိုပြီးတော့လာပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့မကြာခင်မှာပဲအော်တိုဘာလာမှာဆိုလဲ NC လက်မှတ်ရေးထိုးပွဲအနှစ်10နှစ်မြောက်ပြီပါရလာမယ်အဲ့ဒီအခွင့်အခါတွေကိုယူပြီးတော့စုံစမ်းမှုတွေဖြေလျှော့မှုတွေဖိတ်ခေါ်မှုတွေထားလုပ်မယ်ဆိုရင် အဖွဲတွေပို့ပို့ပြီးတော့ဝင်လာမယ်လို့ယူဆပါတယ်เนาะအဲ့ဒါကြောင့်အဲ့ဒီလိုဝင်လာမဲ့အလားလာတွေကပဲပုံမူတည်လိုက်တော့လက်ရှိအကျင့်သုံးနေတဲ့เนาะလက်ရှိဖြစ်ပေါ်နေတဲ့เนาะကျွန်တော်တို့ဒီလောက်ရတွေကိုဖြေလျှော့ဖို့လိုတယ်အဲ့ဒီလိုဖြေလျှော့နိုင်အောင်လည်းပဲကျွန်တော်တို့လက်ရှိအုပ်ချုပ်တဲ့လူအပါဝင်ပါဗျာဘက်ပေါင်းဆောင်ကိုတော့မေတ္တာရခံမှာဖြစ်ပါတယ်အခုအချိန်ကတော့ဒီအဖြေတခုတော့မရသေးပါဘူး ဒါမှမဟုတ်လေယုံကြည်မှုလည်းမရကြသေးပါဘူးသို့လို့ယုံကြည်မှုရပြီးတော့နိုင်ငံရေးဆွေးနွေးပွဲကနေအပြည့်ရဖို့ဆိုတော့တွေ့ဆုံဆွေးနွေးဖို့တော့လိုတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လာကြဖို့လိုတယ်အဲ့ဒီတွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်ရောက်လာကြဖို့ကလည်းပဲတစုံတရာအာမခံချက်ရှိတယ်တရုံစာမျော်လင့်ချက်ရှိတယ်နော်ရုပ်ောက်ပွဲဆိုလည်းရုပ်ောက်ပွဲအလွန်မှာတန်းပြေအတွက်အကျိုးစီးပွားအများကြီးရှိတယ်နိုင်ငံသူနိုင်ငံသားတွေအတွက် အလားလားအများကြီးကောင်းတယ်ပေါ့အဲ့ဒီဟာတွေကိုများများပြနိုင်လေများများသိယုံနိုင်လေအရှင်ပြေမယ်လို့ယူဆတယ်ဆိုလိုတာကတော့ရုပ်ောက်ပွဲကြီးပတ်သက်မဟုတ်ဘဲနဲ့ရုပ်ောက်ပွဲအလွန်မှာ အလားလားကောင်းတယ်ဘလောက်ရှိလဲဆိုတာတတွဲသေးပေါ့ဗျာရုပ်ောက်ပွဲဆိုတဲ့ဈေးပန်းခင်းတဲ့ချိန်မှာတခြားဘာတွေအများကြီးရနိုင်တယ်ဆိုတော့တွဲပြီးတော့ package deal လုပ်နိုင်ရင်တော့အားလုံးစိတ်ဝင်စားလာမယ်လို့ယူဆပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့အခုစူးစမ်းနေတာကရုပ်ောက်ပွဲအလွန်မှာ ခွင်လာနေအများကြီးပေါ်လာနိုင်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီမှာဟိုထုတ်ဖို့ပြောဆိုနိုင်ဖို့လိုရတယ်ဒါကြောင့်ဒီပွဲရလကအဲ့ဒါတွေဖြစ်ဖို့လိုတယ်လို့ကျွန်တော်နေကုန်းချုပ်ချင်